မင်္ဂလာပါရှင်။ဘာမခိတဲ့သတင်းဌာနကောင်းကြီးကျူးစုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့နောက်ဆုံးရသတင်းတွင်းတွင်းများကိုချိန်နဲ့တပြေးညီတင်ဆက်ပေးနေရပဲဖြစ်ပါရရှင်။ယခုကပရမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်အာဏာသိမ်းတဲ့2020ရွေးကောက်ပွဲမဲဆင်းမောင်းရည်တွေကိုအပြေရှာလိမ့်နေပေးခဲ့သူပုံမှုစုမြင်းမင်းဦးကိုမင်းအလိုက်ကပထမအဆင့်အနည်းဖြင့်ရောင်းချုံစုပေးရဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ အကျန်းတဲ့စစ်တပ်ကဆရာနာတိန်နိုင်2020ရွေးကောက်ပွဲမဲစီမောင်းရင်တို့အပြစ်ရှာလိမ့်နေပေခဲ့သူတမရော်ကြီးလေတရင်နဲ့နေပညာဌာနဌာနမှူးဘုံမှုချုပ်မြင်မင်းဦးကိုမင်းအောင်လိုင်းကပထမအဆက်နေပညာကျူးကျန်စုပေးရတဲ့ မင်းအောင်လိုင်းကမတ်လ23ရက်နေ့ပင် နေပြည်တော်စီယုံစုတက်မတော်ကြီးရေလေးတရင်နှင့်နေပညာဌာနဌာနမှုယုံကကကောမဌာနမှုဘုံမှုချုပ်မြန်မင်းဦးကိုနေပညာကျူးကျော်ပထမအဆင့်ပေးရခဲ့ခြင်းဖြစ်ပြီးမတ်လ16ရက်နေ့တွင်စူပေးပေးခြင်းပါပြုလုပ်ခဲ့သည်အကြံဖက်စေကောင်းဆောင်မင်းအောင်လိုင်းဆရာနာသိန်းနိုင်၏အဓိကစတင်တောင်းအားပေးခဲ့သူတို့မှဘုံမှုချုပ်မြန်မင်းဦးဝင်ဖြစ်သည် နေပြည်တော်စေယုံချုပ်တမတော်ကြီးရေလီတရဲနဲ့နေပညာဌာနကကကောမဌာနမှပုံမှုချုပ်မြန်မင်းဦးသည်စက်ကောင်စီမှမတရားအနာသိမ့်မှုဆောင်ရွက်ရာတွင်အဓိကတွန်းအားပေးပါဝင်ပတ်သက်ခဲ့သည် NLD အပြတ်သက်အနိုင်ရနေသော2020ခုနှစ်ရွေးကောက်ပွဲတွင်ဝဲစင်းမြောက်မရင်တို့ဆိုကစစ်စီရန်ပြိုဝဲကျင်းဖို့မှအူတော့အင်းနဲ့တိုင်မီမီပြိုဝဲမဲစင်းမြောက်ကိုကြောင်းဝင်စစ်စီခဲ့တယ်။ရှင်နောက်ပြိုဝဲမဲစင်းမြောက်မရင်တို့ဆိုပြီးအစံဘက်မင်းအွန်လိုင်းထံသို့လိမ့်လေတင်ပြခဲ့သည်။ အနာသိရင်အကွက်ချောင်းနေသည့်မင်းအောင်လိုင်းကတနိုင်ငံလုံးမဲဆင်းများကို၎င်းစိတ်ကြိုက်စစ်ဆေးမှုများလှူဆောင်ခဲ့ပြီးမဲဆင်းများကိုတန်းချီမှိုင်းရင်သည်ဟု၍လှုပ်ဆက်ခင်ကနိုင်ငံတော်အနာကိုအကြမ်းဖက်နီလန်းဖြင့်ရယူသိမ်းခဲ့ခြင်းမှာဖုံမှုချုပ်မြင့်မင်းဦးဤစနက်ပင်ဖြစ်သည်ဖုံမှုချုပ်မြင့်မင်းဦးသည်စစ်တပ်သို့အပတ်စဉ်36စင်တူဖြစ်ပြီးမဲဆင်းမှိုင်းရင်သည်ကိုအကြောင်းပြကအနာသိခွင့်ရရှိရေးဆောင်ရွက်ပေးခဲ့သူဖြစ်၍မင်းအောင်လိုင်း၏ယုံကြည်မှုကိုရရှိခဲ့သူလည်းဖြစ်သည် ဖူမှုချုပ်မြင်မင်းအိုးကမင်းအောင်လိုင်အာနာသိမ့်ပြီးနောက်စစ်ကောင်စီနဲ့အစိုးရဖွဲ့ဖွဲ့စည်းသောကောင်ပို့ဆောင်ရေးနဲ့စစ်တွေဝင်ကြီးဖြစ်ခန့်အပ်ခံရမျိုးမျှော်လင့်နေတော့လေသူကြောင့်ထိုးခံခဲ့ရသည်ဂျပန်နီးပညာနှင့်သက်ဆိုင်သောသိပ္ပံနှင့်နီးပညာဝင်ကြီးဖြစ်ထပ်မံမျှော်လင့်နေတော့လေတခြားသူအခန့်အပ်သွားသဖြင့်ခဲလီသည်မြသိရချဖြစ်ခဲ့ရသည်အကြံပတ်ကျူးဆဲကောင်းဆောင်ဆိုရင်ယုံကြည်မှုရရှိပြီးပုဂ္ဂိုလ်ရဲ့အရေးနီးကစစ်ကောင်စီလက်အောက်ကလောကကဆောင်ရွက်လျက်ရှိသည့် EID လုပ်ငန်းနဲ့လည်းအဓိကပါဝင်ခဲ့သည် စစ်ကောင်စီတပ်ကွန်ပျူတာနှင့် ID ပစ္စည်းများအမြင့်မြင့်များဖြင့်တင်သွင်းဝင်ရရှိခဲ့သူလည်းဖြစ်သည်။လက်ရှိရုရှားနိုင်ငံ၏ပူပေါင်းဆောင်ရွက်လျက်ရှိသောကွန်ပျူတာနှင့်ညီပညာဆိုင်ရာအဖွဲ့တွင်အ धिक ဦးဆောင်နေသူလည်းဖြစ်သည်။၎င်းတွင်မိမဖြစ်သူနှင့်တာတူသမီးတူရှိပြီးရှခင်ကမြင်းနီကုံစံဆောင်နေနေထိုင်ခဲ့ကြပြီးအနာသိမ့်ပြီးအချိန်တွင်မူမြင်းနီကုံနှင့်မနေရသည့်ဖြင့်ညီပြည်တော်စီယုံချုပ်အတွင်သို့မိသားစုလိုက်ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။ အာနာမတိုင်ငင်ကာလာတိတက်တဲနေစနီးတဲ့လိုက်ပါနေတိုင်ရမည်ဟုသည်အမင်ကိုနာခံခြင်းမရှိပေတကူတဲ့လူလွတ်နေထိုင်ပြီးရုံးချိန်ပြင်ပများတွင် KTV မှာဆက်များသော small ပုံမှန်ဆွဲသွားလိရှိသူတို့လည်းဖြစ်သည်ပမှုကြောင့်မြင်မင်းဦးသည်တမရကြီးရေလေတဲ့နှင့်ဤပညာဌာန၏ဌာနကြီးမှုဖြစ်တောင်းယူပြီးစစ်ကောင်စီနှင့်မင်းအိုင်သက်ဆိုးရှိ၏ဦးစိတ်ဆံမြေတောင်းထန်းဆောင်နေသောဆေးရဆွဲမှုအများ၏တပိုင်းတရခန့်အုပ်ဝင်ဖြစ်သည် ဆလဘိန်စေကောင်းဆောင်အီနေနဲ့ဘန်ကားများတိုးချဲဆောက်လုပ်ကြပြီးနေပြည်တော်ရဲ့အထူးခန့်စစ်ပြင်ဆင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စစ်ကောင်စီရုံဆိုင်ရာနေပြည်တော်ရင်အထူးခန့်စစ်ပြင်ဆင်နေပြီးစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုချင်းမင်းအောင်လိုင်းနေနဲ့မှာလုံခြုံရေးတိုးမြင့်ထားကဘန်ကားများပါဆောက်လုပ်ထားကြောင်းသိရသည်။စစ်ကောင်ဆောင်အီနေနဲ့ဘန်ကားငါလုံးအခိုင်မာဆောက်လုပ်ပြီးစီနေပြီးစီယုံချုပ်အနေနဲ့မှာလက်နက်ကြီးတန်ချက်ကရှင်များပါတိုးချဲ၍ခန့်စစ်အတွက်အထူးပြင်ဆင်လျက်ရှိကြောင်းသိရသည်။ အရင်ကစကောင်းဆောင်အိမ်မှာလုံခြုံရေးတက်ရင်တက်ဖွဲ့ပဲရှိတော့အခုဖန်ကားတွေပါစောက်ထားတယ်။သူ့အိမ်ပတ်ချလဲမှာပဲဖန်ကားတွေစောက်ထားတာသူ့ကိုပြန်ဝိုင်းတိုက်မှာဆိုလို့ထင်ပါတယ်ကိုတက်တွင်တရင်များကစုံစမ်းဖို့ပြနေတယ်စီရင်စစ်တော်ပိုကြီးစင်ရောက ERA တိုင်းမှုပြောတယ်ရှိခင်ကစကောင်းဆိုင်နေတဲ့လုံဆောင်ရေးတည်ရင်တကူတာထားရှိပြီးယခုနေပတ်လေရင်ဖန်ကားများကိုပါဆောက်လုပ်ပြီးလုံဆောင်ရေးတုံးမြင့်အင်အားတိုးချဲ့ထားကြောင်းသိရသည် ဒီကိရပိုင်းတွင်ကစေယုံစိုးအတွက်လုံးစုံရေးဟုဆိုကအမှတ်ချက်ဆစီရင်ကိုခဲ့မှုဌာနစိုးတွင်လက်နေကြီးများတက်စင်ပြီးဆက်ပြေးတူမြောင်များတို့ကဇမ်းမဆက်ကြီးများအတိုင်းချထားတောင်းတရတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကောက်ရေးဝန်ကြီးဦးရင်မော်ပြီးခဲ့သည့် mass lunch ရက်ကပြုလုပ်ခဲ့သည့်တော်လင်ရေးတပ်ဖွဲ့များ၏တမူတနက်စင်းတကူတွင်ပြည်သူ့ကောက်ရေးတပ်ဖွဲ့များနှင့်မဟာမိတ်တော်လင်ရေးဖွဲ့များလက်တွဲပါဝင်သည့်အထွေထွေထုစစ်ကြီးတရကိုတနိုင်ငယ်လိုအတိုင်းအတာဖြင့်ဆင်နွှဲကြပြီးစစ်အာဏာသိမ်းမှုကိုအဆုံးသတ်မည်ဟုထည့်သွင်းပြောဆိုထားသည် မန္တလေးတိုင်းတွင်ရှိဒေသကောက်ရေးတပ်ဖွဲ့များပူးပေါင်း၍ပြီးခဲ့တဲ့ဒီဇင်ဘာတတိယပတ်မှစတင်ကရှန်ကုန်မင်းလီအမြင်လန်းတွင်လုံခြုံရေးယူစစ်ဆေးမှုများစတင်ပြုလုပ်ခဲ့ကြောင်းသိရသည် ။ထို့အပြင်မက်စလာ၁၄ရက်ည၁၂နာရီခန့်တွင်၃ခွန်၃ရက်မှ PDS ညနေရန်ကုန်မြောက်ပိုင်းခံပကဖောက်ခွဲနှင့်ပူပေါင်းတပ်ဖွဲ့များမှစစ်ကောင်စီတရားတမိုင်းနေရှိ စင်စလုတ်စစ်စေးရေးကဲကိုဝင်ရောက်တိုက်ခိုက်ရာတပ်ဖွဲ့ဝင်လေးဦးသေဆုံးပြီး၃ကျန်ရရရှိခဲ့ကြောင်းတွန်လင်းတပ်ဖွဲ့ကထုတ်ပြန်ထားသည်။လက်ရှိရင် AA သူစစ်မှလည်းပဲခူးတိုင်းအနောက်ခြမ်းသို့ရောက်ရှိလာပြီးဗရောင်မြို့နယ်တွင်ရှိတက်စကန်များကိုပါသိမ်းဆည်းထားကား ကပ္ပစဆက်ယုံများရှိရသောစေရီမှဦးတည်နေကြောင်းသိရသည်ဆလဘင်းပတိမျိုးမရဲစကန်နဲ့မျိုးသားတူကကက်ကြီးခိုင်မီဝင်ရောက်တိုက်ခိုက်ပြင်းစကန်မှုအပါဝင်ရဲများတန်ရရဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။အေရီတိုင်းပတိမျိုးမရဲစကန်တွင်တော့မက်လ18ရက်နေ့နဲ့ဆောင်းနိုင်ခန့်နဲ့မျိုးသားတူကကက်ကြီးခိုင်မီလိုင်လံတူသည်။စကန်မှုအပါဝင်ရဲလီယူတန်ရရရှိခဲ့ကြောင်းသိရသည်။ အဆိုပါမျိုးသားသည်ရေစခန်းအတွင်သို့ကကြင်းနှလက်ကိုင်းဆောင်ကတွေ့မြင်သည်။ရဲတပ်ဖွဲ့ဝင်များကိုလိုက်လံထိုးခဲ့ပြီးကင်းတောင်ဝန်ကျရဲတပ်သားမှတနက်ဖြန်ပြစ်ခတ်ဖမ်းဆီးခဲ့ကြောင်းရဲတပ်ဖွဲ့နှင့်နှိစက်သူများထံမှသိရသည်။ရဲဘေးတန်ရရတာကတမန်ပြေရှာတော့ပါပဲဖြစ်စင်မှာကကြေးနဲ့လိုက်ချိုးတဲ့သူကိုတနက်တန်ရနဲ့ဖက်မိပါတယ်သူကငပူကျော်မျိုးနယ်ကပဲလို့သိရသေးတယ်ကိုပသိမ်မျိုးနယ်ရဲတပ်ဖွဲ့နဲ့နေဆက်သူတို့အိုးမ ARI တိုင်းကိုပြောသည် ပသိမ်မျိုးမစကံမှုတူရဲမှုချိုစီလက်ပောင်းဝင်ရဲသုံးမစိုးရင်ရန်တရားများရရှိပြီးကကြေးဖြင့်ချိုးတို့အမျိုးသားမှာတနက်နေ့ပြည့်ခံရသည့်အတွက်ပောင်းချန်နှင့်ជីတိတရားပြင်ရဲမြိုက်ဝိုင်းဝန်းရိုင်းနှံမှုကြောင့်အသက်အန္တရာယ်ဆိုရင်ရပြီးပသိမ်စေယုံလို့ပို့ဆောင်ထားကြောင်းသိရသည် ဆလဘီဗရမ်းမာရခိုင်မျိုးသားနှစ်ယောက်ကိုစစ်ကောင်စီထပ်ပြီးဖမ်းဆီးဗရမ်းမာတပည့်အကြီးရခိုင်လူမျိုး20လောက်ဖမ်းဆီးခံရရဆိုတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းဒေသကြီးငဖဲမျိုးနဲ့ဗရမ်းမျိုးမှာရခိုင်မျိုးသားနှစ်ယောက်ကိုစစ်ကောင်စီတပ်ကထပ်ပြီးဖမ်းဆီးလိုက်တယ်လို့သိရပါဗျ။ဖမ်းဆီးခံရသူတွေကတော့ရခိုင်ပြည်အမ်မျိုးနဲ့မဲရွာကတက်လက်ပိုင်းမျိုးသားတွေဖြစ်ပါတယ်။သူတို့ဟာဗရမ်းမျိုးမှာနွားအယဝယ်ပြုလုပ်ဖို့ပတန်းမျိုးကအေးချမ်းမြေ့ တဲ့ကိုကမှတဲ့ကိုနေတဲ့မက်စလတ်စကွန်ရဲ့ကရဲနစ်စကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဝင်းရောက်ဖမ်းဆီးတာကိုခံလိုက်ရတာပါလို့ဗရန်ဒေတာကအမျိုးသားတယောက်ကနေရစ်စရာကိုပြောပါတယ်ကျေကောကန်တွေကနေဖန်ခံရတာအခြေက၁၁ညင်းဆောင်တွေကိုပြင်မှတ်ချရရခိုင်ဆိုရင်အေးလို့ခြေနေလို့ပြောပါတယ် ရှိခုဆက်လက်တဲ့ဆက်ပေးမယ့်တွင်ကတော့ထိုင်းနိုင်ငံတွင်ဗီဇာနှင့်နေထိုင်ခွင့်တည်တံ့ကျရင်တန်ယုံထောက်ခံစာယူလိုပါကမြန်မာနိုင်ငံမှာရွက်ကွက်နှင့်ရဲစခန်းထောက်ခံစာတင်ပြရမည်ဟုစံမိုင်းစစ်ကောင်စီကောင်စီဝန်ယုံကကြေညာထိုင်းနိုင်ငံရောက်စီဒီယံဝန်ထမ်းများနဲ့နိုင်ငံရေးလှုပ်ရှားသူများကိုဦးတည်ပြမှတ်တာခက်ခဲစိတ်ရင်ရည်ရွယ်နေဟုဆိုဆိုတဲ့တွင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ဌာနငယ်ငယ်နေထိုင်ကြသည့်မြန်မာနိုင်ငံသားများအနေဖြင့်ဗီဇာနှင့်နေထိုင်ခွင့်တည်ငြိမ်ကြရန်တည်ယုံထောက်ခံစာယူလိုပါကမြန်မာနိုင်ငံမှာရက်ွက်နှင့် yes ကန်ထောက်ခံစာတည်ပြရမည်ဟုချင်းမရှိ စက်ကောင်စီကောင်စီဝန်ယုံကယနေ့ကြေညာပါရရှင်။ ထိုင်းနိုင်ငံချင်းမိုင်မျိုးရင်းဗီဇာနဲ့အနေထိုင်ခွင့်တည်တံ့တိုးချမြင့်မြန်မာများအနေဖြင့်တန်ယိုရီထောက်ခံချက်ယူလိုပါကမိမိတို့အနေထိုင်မြန်မာနိုင်ငံမှာရက်ကွက်နှင့် yes ကန်ထောက်ခံစာမိတ်တူကိုရယူရမည်ဖြစ်ကြောင်းထို့ပြင်ထိုင်းနိုင်ငံတွင်လက်ရှိအနေထိုင်နေသည့်လိမ့်စာဖော်ပြထားသည့် TN တတိမူရင်းကိုပါတင်ပြမှာကလည်းတန်ယိုထောက်ခံချက်ထုတ်ပေးမည်ဖြစ်ကြောင်းသိရှိရသည် ချင်းမိုင်းရှိစကောင်းစီကောင်စုံဝင်ယုံချုပ်အနေဖြင့်ခီးသောဗီဇာနှင့်ဗီဇာတည်တန်းတို့ထောက်ကန်စာမှာပါဈန်ထောက်ကန်စာများကိုလုံဆောင်ပေးမည်မဟုတ်ကြောင့်ဆက်လက်ကြေညာကြသည်။ Vanguard မှာ Time Bug ကလက္ခဏာနဲ့ဆိုဗန်ဖွင့်ပေးတာတို့ကားလိုက်စင်တို့အတွက်ထောက်ကန်စာပေးတယ်ဗျ။ဆန်နဲ့ Notary ကိစ္စပါညာတော့တူတူပဲ။ဒါပေမဲ့မိတ်ဥပညာဆွဲနဲ့ Vanguard ဆိုအဖြူမဲလေးရတယ်။တည်တန်းတို့လည်းရက်ခွက်နဲ့ရေစကန်ထောက်ကန်စာတွေမလိုဘူးဟု Vanguard ရှင်မြန်မာတန်ယုံနဲ့နေဆက်သူတို့ကရန်ကုန်ခေတ်တွေအင်တာနက်ထံသို့ပြောဆိုလိ အကျံပါစတလာကန်ကျမိုင်းစိတ်ကောင်းစီဝင်ရုံနဲ့နူထရီနဲ့တည်ရင်းထောက်ခံစာမျိုးမျိုးလျှောက်ထားရရင်ထိုင်းနိုင်ငံရဲ့ရေရှည်နေထိုင်ခွင့်ရရှိထားသောမြန်မာနိုင်ငံသားများကိုတောင်းလျှောက်ထားခွင့်ပြုကြောင်းနူထရီကြဘာသာပြန်ဆိုင်ရမှုရင်းဖြင့်ဂျန်ဒီဆိုင်ရဆိုင်ရများအလွန်တက်မိတူများကိုပါရောင်းစုံစေးသားဖြင့်ကျင်းပရင်ကြီးညာချသည်စမိုင်းကောင်ဆယ်ဝန်ယုံကတာမန်တန်ယုံ၆ကန်စာများတဲ့စာတင်၃ရက်သတ်မှတ်ထားပြီး nutri လက်မဲ့အတွက်မူ၁၄ရက်ထိကြာနိုင်ကြောင်း အဆိုပါကန်သက်ချက်များကိုမက်စနတ်19ရက်နေ့မှာစတင်လှုပ်ဆောင်သွားမည်ဟုအကြမ်းဖက်စစ်တပ်လောက်ခန့်ချင်းမိုင်ရှင်မြန်မာကောင်စီဝန်ရုံးကထုတ်ပြန်ကြေညာသည် စစ်ကောင်စီကပို့ပြီးတော့ကြက်လာနေတာနိုင်ငံသားမှနေထိုင်ခွင့်နဲ့ဗီဇာတက်တမ်းတို့ဖို့ရန်ကုန်မှာရှိရက်ခွက်နဲ့ရေစကန်ထောက်ခံစာယူရမယ်ဆိုတော့အဲ့ဒါကတော့နီးလန်းလေအတူမမှန်ဘူးစီရင်ဝန်ထမ်းနဲ့နိုင်ငံကြီးလှုပ်ရှားသူတွေဆိုရင်ဘလို့လို့ရက်ခွက်နဲ့ရေစကန်ထောက်ခံစာယူလို့ရမလဲတမင်ကိုရေကျဲရှိရှိလှုပ်တဲ့သဘော ဖြစ်နေတယ်ဟုဗန်ကောက်တွင်နေထိုင်သော CRM အရာရှိတူကသုံးသက်ပြောဆိုသည်